တယ်လီကွန်လုပ်ငန်းရောင်းချမှုနဲ့ပတ်သက်လို့အခွန်ပြန်ဆောင်မှုထိုင်းတရားရုံးချုပ်ကအကျဉ်းချခံထားရတဲ့ဝင်းကြီးချုပ်ဟောင်းသက်စင်ရှင်နာဝက်ကိုညွှန်ကြားခဲ့တယ်လို့သိရပါဗျ။2006ခုနှစ်မှာသက်စင်ကိုအာဂရီလိုင်ဆာမှုဆွဆွဲချက်တွေနဲ့စုံစမ်းစစ်ဆေးခံရပြီးသူ့ရဲ့ကုမ္ပဏီ Shin Crush အစုရှယ်ယာတွေကိုအခွန်တင်းရှောင်ပြီးရောင်းချခဲ့တယ်လို့ဆွဆွဲခံခဲ့ရပါဗျ။နောက်နှစ်မှာအာနာသိမ့်မှုတစ်ခုအတွင်းဝင်းကြီးချုပ်ယာရုကနေဖြုတ်ချခံရပြီးစေစုနှစ်တစ်ခုကျော်ပြည်ပကိုတင်းရှောင်ခဲ့ရပါတယ် အသက်86နှစ်ရွယ်သက်ဆင်ဟောင်းဝင်းကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခြင်းအကျင့်ပြချဆောင်မှုနဲ့ဘန်ကောက်မြို့ရှိအကျဉ်းတော်တစ်ခုမှအကျဉ်းချနေပါရယ်အခွန်ဆောင်မှုအခွန်ဦးစီးဌာနရဲ့ညွှန်ကြားချက်ကိုလိုက်နာဖို့သက်ဆင်ကို အမိန်ပေးပါရယ်လို့တရားရုံးချုပ်ကတင်းလင်းလာနေမှာပြောပါရယ်အခွန်နဲ့ဒဏ်ကျေးဖြစ်ဒေါ်လာသန်း940နဲ့ညှိမြတဲ့ဘတ်18.6ဘီလီယံပေးဆောင်မှုတရားရုံးချုပ်ကသက်ဆင်ကိုအမိန်ပေးခဲ့တယ်လို့ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါရယ် ဒေါ်လာ1.9ဘီလီယံတန်ကြီးရှိတယ်လီကွန်ကုမ္ပဏီစုရှယ်ယာတွေရောင်းချမှုကိုအစိုးရအဖွဲ့အတွင်းတိုက်ခန့်တွေရှိခဲ့ပါတယ်။ရှင်နာဝထရာမီသားစုဟာထိုင်းနိုင်ငံရေးမှာအရှိန်အဝါကြီးမားခဲ့ပြီးလူထုထောက်ခံမှုမြင့်မားကကွန်ဆာဗေးတစ်တွေကချင်းချောက်မှုတစ်ခုဖြစ်ရှုမြင်ထားပါတယ်။ရှင်နာဝထရာမီသားစုဟာဥပဒေပိုင်းဆိုင်ရာနဲ့နိုင်ငံရေးရထိုးနှက်မှုတွေရင်ဆိုင်ခဲ့ရပြီးတက်စင်ရဲ့တမိဖြစ်သူပေတောင်နန်းကို ကျင်းဝင်ပိုင်းဆိုင်ရာချိုးဖောက်မှုကြောင့်မကြသေးမီကယာရုကနေဖယ်ရှားခဲ့ပါရယ်သူကိုယာရုပြုတ်စေတဲ့ចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုဖြိုခွင်းမှုကြောင့်လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဆွေးမှုကြောင့်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုတည်တံချမှတ်လိုက်ပါရယ်ပြီးခဲ့တဲ့နှစ်ဆန္ဒပြပွဲတွေတွင်လူထောင်400တေဆုံးစေခဲ့တဲ့အင်အားသုံးဖြိုခွင်းမှုကြောင့်ရှိတ်ဟာစီနာအပြည့်ရှိကြောင်းတွေ့ရှိခဲ့ပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICT ကမြက်ွယ်မှာစီရင်ချက်ချမှတ်ခံထားရတဲ့ Sheikh Hasina ဟာ2024ခုနှစ်မှာယာရုဖယ်ရှားခံရပြီးနောက်အိန္ဒိယမှာခိုလုံခဲ့ပါတယ်။ဆန္ဒပြပွဲတွေတွင်လူပေါင်းရာနဲ့ချီတိတ်ဆုံးတာဟာ Sheikh Hasina ရဲ့လက်ချက်ကြောင့်လို့အစိုးရရှေ့နေတွေကစွပ်စွဲခဲ့ပြီး၎င်းကစွဲချက်အလုံးကိုညှင်းဆန်ခဲ့ပါတယ်။ Sheikh Hasina ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကို15နှစ်ကြာအောင်အုပ်ချုပ်ခဲ့ပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဦးဆောင်ခဲ့ပေမဲ့ အတိုက်ခံတွေကိုဖိနှိပ်တယ်လို့ဆွဆွဲခံခဲ့ရပါတယ်။လူမှုဆန္ဒပြပွဲတွေကြောင့်ရှိတ်ဟာစီနာဟာပြည်ပကို ထွက်ပြေးခဲ့ရပြီးနိုဘယ်ငြိမ်းချမ်းရေးဆုရှင်မိုဟာမက်ယူနုစ်ကဂျားပြက်အစိုးရတရက်ဖွဲ့စည်းခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျားပြက်အစိုးရကရှိတ်ဟာစီနာကိုတည်တံပေးတဲ့အဆိုပါပြစ်ဒဏ်ကိုတမိုင်းဝင် လုပ်ရဖြစ်ခေါ်ဆိုခဲ့ပါတယ်။ရှိတ်ဟာစီနာမှာနိုင်ငံတော်တစ္ဆာဖောက်မှုတပ်ဖြတ်ဖို့အမိန်ပေးမှုနဲ့ဆန္ဒပြပွဲတွေတွင်အကြမ်းဖက်မှုတွေကိုဟန်တားဖို့ပြက်ကွက်မှု အစရှိတဲ့ဆွဲချက်သုံးခုမှာပြည့်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်